စင်ကာပူနိုင်ငံကိုဝင်ရောက်လာတဲ့မြန်မာပတ်စပို့ကိုင်ဆောင်သူတချို့ဟာလေစိတ်ကစင်ကာပူလူဝင်မှုကြီးကြပ်ရေးကဖုံးစစ်တာမျိုးတွေပါလှုပ်လာတယ်လို့ဆိုပါတယ်။ဖုံးကိုစစ်ဆေးရမှာဂယ်လရီထဲကပုံတွေအပြင်ဆိုရှယ်မီဒီယာတွေမှာအပြန်အလှန်ပြောတာတွေအထိအသေးစိတ်စုံစမ်းမြင်းမြန်းတယ်လို့မြန်မာလူပြောထားတာကိုလည်းဘာသာပြန်ခိုင်းပါတယ်။ ဒီလိုစစ်ဆေးပြီးလို့မတင်ကြရင်လေးစိတ်ကနေအဝင်မခံပဲပြန်ခိုင်းတာတွေရှိနေပြီးတော့မြန်မာမိန်းကလေးတချို့အစစ်ဆေးခံရပြီးမြန်မာပြည်ပြန်ပို့ခံရတာတွေရှိနေပါတယ်။စင်ကာပူလေးစိတ်ကိုရောက်တဲ့အခါအရင်ဆုံး passport ကိုစကန်ဖတ်ရတာဖြစ်ပြီးအောင်ရင်နောက်ထပ်မျက်နှာကိုစကန်ဖတ်ပြီးအောင်မြင်ရင်တော့စင်ကာပူနိုင်ငံထဲဝင်ခွင့်ရမှာပါ။ တကယ်လို့အစင်မပြေတာဖြစ်ခဲ့ရင်လူဝင်မှုကြီးကြပ်ရေးကလူကိုခေါ်ယူစစ်ဆေးပြီးတော့မတင်ကြရင်ဖုန်းကိုပါစစ်ဆေးကမေးမြန်းမှုတွေလည်းအများကြီးလုပ်တယ်လို့ဆိုပါတယ်။မြန်မာပတ်စပို့နဲ့သွားတဲ့သူအချို့ကိုအခုလိုခေါ်ယူစစ်ဆေးနေတာဖြစ်ပြီးတော့အစင်မပြေရင်ဝင်ခွင့်မပြုဘဲမြန်မာနိုင်ငံကိုပြန်စီလွတ်တာတွေရှိနေတယ်လို့ကြုံရသူတွေကပြောပါတယ်။ တချို့ဆို2016ခုနှစ်ကလေးကအခမ်းမသိရင်စစ်ဆေးတာကြုံခဲရတာဖြစ်ပြီးသွားနေကြသူတွေတောင်ဖုံးစစ်ဆေးတာတွေကိုပါ ရန်ဖာရန်ခါတွေ့ကြုံနေရတယ်လို့ဆိုပါတယ်။